ဖះနဲ့တွေ့တယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။အခုဘုန်းကြီးတို့တွေအခုတရားနာနေကြတဲ့တရားနာပရိသတ်တွေဟာတစ်ချိန်တစ်ခါတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကုသိုလ်နဲ့အလန်းဝေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားပွဲနာတော်လာမှာမဟုတ်ဘူး။ဒါသိကြတယ်နော်။တရားနာဖို့စိတ်ကူးတော်ရမှာမဟုတ်ဘူး။စတေရှိုးလို့ဘာလို့ပဲသွားကြမှာ။အဲ့လိုဝါဒနာကိုမပအောင် အဲ့ဒါလို့ခုလိုဝါသနာပါမှုဆိုတဲ့ဒီနှလုံးသွင်းအစ္ဆတရားရရှိလာတာအတိတ်ဘဝနဲ့ဆက်သွယ်လာတယ်လို့ဆိုတယ်ပြီးတော့တရားကိုနာယူနိုင်တဲ့အသိပညာရှိဖို့ဆိုရတယ်တာမန်နဲ့မရဘူးတရားပွဲမှာလည်းပဲရည်ကြရီပြောပြီးတော့တသောသောကြည်ရမှကျင့်တဲ့တရားမျိုးပဲသွားမှာပဲနော်အခုလိုတရား6ဆိုတာဘယ်သူမှမနာတရား6ဆိုတာ အာယုံဆိုင်ပြီးတော့နားထောင်ရတယ်နားလဲအောင်နားထောင်ရတယ်ရည်စရာလည်းမပါဘူးမောစရာလည်းမပါဘူးပုံဝှထုလည်းမပါနော်ပုံဝှထုလည်းအမှန်တမ်းနေပြီသဘာဝတရားတွေကိုပဲပြောတာဆိုတဲ့တရားဝဲကြတော့ရှေးကတရား6လို့ခေါ်တယ်နော်အဲ့တော့မြတ်မပြေမလည်းရှင်ကတရားတွေဟောကြတယ်ရည်စရာမောစရာပုံတို့ပတ်စဟာသတွေနဲ့ဆိုလို့ရှိရင်တဘာဝတဟဟနဲ့အပြင်းပြေတာပေါ့နော် တရား6နဲ့ရင်တော့တဝါဝါတန်းတာပဲဖြစ်နေမယ်ရှိမှာတော့မဟုတ်ဘူးတန်းညင်တဲ့စိတ်တွေနဲ့တန်းကုန်ကြတာပေါ့နော်အေးဝါဒနာဆိုတာအမျိုးစုံပဲအတိတ်ဘဝတော့ကုသကောင်းမှုတွေလုခဲ့ကြသည့်အတွက်ကြောင့်ဒီလိုတရားတွေကိုနာယူနိုင်တယ်တရားပွဲလာနိုင်တယ်ဆိုတာဟာလေအရှင်းတစ်ခုပဲလို့မှတ်သားကြရမှာဖြစ်တယ်နော် နောက်ပြီးတော့သူလုံးခဲ့တဲ့ကုသကောင်းမှုတွေဟာဝိဝတုပနေတယကုသလို့ဝိဝတာဥပနေတယကုသလို့ဘုကင်းရနိဗ္ဗာန်ကိုရည်တမ်းပြီးတော့လုံးခဲ့တဲ့ကုသကောင်းမှုမျိုးဒါနလှူလဲဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုသီလဆောက်တည်လဲဣဒံမေသီလနိဗ္ဗာန်တပစ္စယဟောတုဆိုတယ်တန်မြေဟောကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုသကောင်းမှုတွေကိုလုံးခဲ့တဲ့ပုဂ္ဂိုလ်ဟာ လွရလွကြောင်လမ်းကြောင်းမို့ကိုရောက်ရောက်လာတတ်တယ်ပေါ့ပါရမီမပြည့်သေးဘူးဆိုလို့ရှိရင်တော့ကိုယ်အတိညာကရင့်နေမှာရင့်တည့်ရသည်တောင်မှပဲချိုးတယ်ဆိုတာမဲ့အောင်စားမှချိုးတာလေမဆောင်မနဲ့ငငယ်လေးတည့်ရသည်ဒီကစားလေးခူးစားလို့ပဲချိုးမလဲနော်အဲ့ဒါအချိန်ခါဆိုတာရှိတယ်လူတွေမှလည်းပဲအတိညာရင့်ကျက်လာတဲ့အချိန်ဆိုတာရှိတယ်အဲ့ဒီလိုအချိန်ခါမျိုးမှသူက ထူးခြားတဲ့အသိဉာဏ်တွေဖြစ်ပေါ်လာ